သာသနာတော်နှစ်2568ကောဇာတက္ကရေ1386ခုနှစ်ဝါကောင်လပြီကျော်14ရက်ဝါကောင်လကွယ်နှစ်နှစ်ဖက်သောမိဘများဥဒိဋ္ဌာ၍မရေယာမြို့ကိုအောင်မတ်မြတ်မွန်ဒနာအောင်မိသားတစုနှင့်ရန်ကုန်မြို့ဥတန်းလွင်ဒေါ်အေးစိန်သားကိုညီညီလွင် ကိုစောစောလွင် ကိုကျော်ကျော်လွင်မိသားတစုမန္တလေးမြို့ ်ဦးဝင်းမြင့်ဒေါခင်အေးဝင်းညီမဖြစ်သူဒေါခင်တန်းထေရွှေမြင့်ကလည်းပဲခွဲဆက်မိသားတစုတို့ဓမ္မရဏပြုသည်ဖြင့်ဟောကြားအပ်သောအရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်းရှစ်တရားတော်ခနေ့ဝါကောင်းလပ်ပြီးကျော်14ရက်မှာကိုအောင်မမြမွန်ဒနအောင်မိသားတစုတို့ကမလေးသစ္စာရောင်ကြီးမှာ ပရိယတိအလုတ်အထုတ်ပြီးနေကြတဲ့သံဃာတော်ရှင်သူမြတ်တို့ဟာအာယုံစွန်းနေစွန်းဆက်ကလူရန်ကြအထိတ်မှအနေနဲ့ကတော့ဥစဉ်ရဲ့မွေးနေ့ကိုအကြောင်းပြုပြီးတော့ဆက်ကလူရန်ကြဥစဉ်မွေးနေ့မှာသူတို့တွေစွန့်လူကျင်တယ်စွန့်လူခွင့်မရလိုက်အဲဒါကြောင့်သူတို့ရတဲ့ရက်ကိုယူပြီးတော့ဂနေ့စွန့်ကတ်ကြတယ်မွေးနေ့ဖြစ်ဖို့ရန်အတွက်တော်ခင်သိရွှေကြကြီးတို့မိသားတစု ဥထုံးဝေတော်ထွေးဝရစိမိသားတစုဥမောင်တို့တော်ကျင်ဆန်းဆွေမိုးပြည့်အောင်မိသားတစုဥခမောင်မြင့်တော်ထေထေဝင်းနိဗ္ဗာန်ကုံစေမိသားတစုဥဘဘိုလ်တော်ညိုညိုကြီးရွှေပင်စင့်မိသားတစုဥနီတော်ခင်ကြီးမိသားတစုဥသန်းစော်အေးတော်တန်နုတစ္ဆန်မိသားတစု ကောင်မျိုးဥတော်ဆိုးဆိုးထွေးမိသားတစုကိုရဲထွန်းလင်းတော်ယမင်းຫນွယ်မိသားတစုတို့ကမွေးနေ့ကိုအကြောင်းပြုပြီးတော့လှူကြတယ်အကြောင်းမျိုးမျိုးကြောင့်ခဏိခရိုင်နေ့တွေလို့မွေးနေ့မပြုတ်လို့ဖြစ်ဘူးသို့တော်လည်းဒီတရားရကမတွေလှူရမ်းမှုကြောင့်ဦးဇင်းတို့တွေတိတူကဘုရားတက်ကတော်စကိုင်းမှာတန်ဃာတော်မြတ်ကိုဆုံးကပ်ဖြစ်တဲ့အယုံစွမ်းနေစွမ်း ်ဒီလိုဝိပဿနာဂရမိမသံဃာတော်ရှင်သူမြတ်များကိုနေစွမ်းလူဒန်းနိုင်ခဲ့တယ်။မန္တလေးသစ္စာရောင်ကြီးပရိယတ်တိဇာတင်တိုက်မှာပရိယတ်တိလှုပ်အားထုတ်ကြတဲ့သံဃာတော်ရှင်သူမြတ်များကိုလည်းမွေးနေ့မွေးရက်မှာဆုံးကပ်ပြီးတော့စာချဆရာတော်ရှင်သူမြတ်တို့အားလည်းတပါးတသိန်းတသိန်းဆက်ကလူဒန်းနိုင်ခဲ့။ရန်ကုန်တိရုကဗုဒ္ဓတက္ကသိုလ်မှာစာချဆရာတော်ရှင်သူမြတ်၁၈ပါးတို့ကိုလည်းပဲနဝကမ္မဆက်ကလှူဒန်းခြင်းဖြင့်မွေးနေ့ကိုဥဒ္ဓနတော်တွေ ျော်ဖြတ်နိုင်ဖို့အတွက်ဒီမိသားတစုတွေကလှူဒန်းပေးကြပါတယ်။ခနေ့ကောမမျက်မွန်မိသားတစုတို့ကအဲ့ဒီနေ့တွေမှာလှူဒန်းခွင့်စွန့်ကပ်ခွင့်မရလိုက်တော့ဘာကောင်လကွယ်နေ့မှာသူတို့တွေကအာယုံစွမ်းနေစွမ်းစက္ကပ်ပြီးတော့မွေးနေ့အထိတ်မှတ်နေတဲ့လှူဒန်းကြတယ်။ ဒီအလွတ်ရှင်တွေအတွက်ဥစဉ်ကအနုမောဒနာဘာပြောပြကြသလဲလို့မေးရဲ့ဥစဉ်တို့ဟောနာကြီးညိုနေကြအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း၈ကိုပြောပြခြင်းပါတယ်အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း၈မှာအရှင်သာရိပုတ္တရာကိုရောမြတ်ကြီး အတွေးကြံတစ်ခု ပေါက်တိုင်းပေါက်တိုင်းဘုရားထံကိုသူလျှောက်လို့ရှိတယ် ဘာဖြစ်လို့လျှောက်တယ်လဲလို့မေးလိုက်သူတော်ကောင်းတို့တွေသူကိုယ်တိုင်ကလည်းပဲအတော်ကင်းกว่าယဟန္နာကြီးတနည်းအားဖြင့်ပြောရင်တော့ပညာရာဧရရရထားတဲ့မထေကြီးတချို့အရာတွေသူအတီကောင်းသိလိမ့်သူသိပါလေကနေဘုရားကိုလျှောက်ချင်းဟာတဲ့ပရိသတ်စာကပြောတယ်ဘေးမှာချိန်ဝင်ရှိပါလေကနေလက်နဲ့ချိန်တယ်လို့ဖြစ်မှာစို့လို့တဲ့အရှင်သာရိပုတ္တရာကြီးကဘုရားကိုလျှောက်တာတယ်ဗျာ အခုလည်းပဲတွေးကြံပေါက်တယ်တွေးကြံပေါက်တော့ဖယားထံသူသွားမယ်ပေါ့အထာခောအာယသမသာရိပုတ္တောရေနဘဂဝါတိနုပသင်္ကမိဥပသင်္ကမိတ်တော်ဘဂဝန္တံဘိဝတိတော်ဧကမန္တန်တိတိတိတဲ့အတွေးကြံပေါက်တဲ့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးဖယားထံသွားပြီးတော့ဖယားကိုကြာရဏရှစ်ခိုးတယ်ရှစ်ခိုးပြီးတင်းတင်းလျော့ပတ်ကောင်းမြတ်တဲ့နေရာမှာထိုင်လိုက်တယ် ဧကမန္တနိသိဏောကောအာယတမသာရိဘုဒ္ဓဘဂဝန္တံဧတတဝောစာသင်္တေလျောက်ပကောင်းမြတ်တဲ့နေရာမှာထိုင်နေတဲ့အရှင်သာရိဘုဒ္ဓရာရှင်သူမြတ်ကမြတ်စွာဘုရားကိုရောက်တယ်။ဗန္နေဘဂဝါဘုန်းတော်နေဝန်ထွန်းတော်ပတော်မူညာအိုးမြတ်စွာဘုရားဣရာဤလောက၌ဧကေသသာချူသောမယုတ်တာကြိုးစားအာထုအသောဝိနေသာကုံသွဲတို့သည်ဝိသေသာကုံသွဲမှုသည် တာရိသာဝတခြားသူတို့နဲ့ကုံသွဲပုံချင်းတူသီးသားဖြစ်ကြပါလည်းရေကေသောချုပ်သောပုဂ္ဂလောပုဂ္ဂိုလ်သည် စေတဂမိနီဆုံးရှုံးပြည့်စည်ခြင်းသို့ရောက်သည်ဟောတိဖြစ်၏ဧကေသောချုပ်သောပုဂ္ဂလောပုဂ္ဂိုလ်သည်ယထာဒိဗ္ဗာယမျောမှန်းထားသည့်တိုင်းနာဟောတိမဖြစ်ကြဘူးဧကေသောချုပ်သောပုဂ္ဂလောပုဂ္ဂိုလ်သည်ယထာဒိဗ္ဗာယဟောတိမှန်းကျက်နှံ့တွက်ကြိုက်ကြတယ်ဧကေသောချုပ်သောပုဂ္ဂလောပုဂ္ဂိုလ်တို့သည်ပရာဒိဗ္ဗာယမျောမှန်းထားသည့်တဲ့ ပိုလွန်သောအကျိုးမြတ်တွေရှိကြတယ်။ဂေါနုကောဗန္တေဟိတုကောပိစီယောမြတ်စွာဘုရားအဲဒါဘလို့အကြောင်းနေကြောင့်ဖြစ်ကြရတာပါလဲဗျာ။အဲ့လိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကရှောက်တယ်။သတော်ကောင်းတို့တို့မေကွန်ဘယ်နှခုလဲမေးရင်၄ခုမြတ်စွာဘုရားကုံသွယ်လို့အထုတ်ကြတဲ့လူတွေမှာအမျက်လိုချင်တာလဲတူတယ်ယဉ်တိတာလဲကျင်တယ်တူတယ်စူးစမ်းအထုတ်တာချင်းလဲတူတယ် အဲ့လိုတူညီကြပါလေကနဲ့တချို့ကြတော့အရင်မှရှုပ်မယ်တချို့ကြမြတ်တော်မြတ်တယ်မျော်မှန်းတလို့မမြတ်ဘူးတဲ့တရားမှန်ထား90ပေါ့ဒါမျိုးဖြစ်တယ်တချို့ကြတော့လေမှန်းညက်နဲ့နှမ်းတွက်ကြိုက်တယ်မှန်းရင်မှန်းထားတဲ့လောက်ကိုရတချို့ကြတော့လေမှန်းညက်နဲ့နှမ်းထွက်တဲ့တောင်သာစီတယ်တဲ့ရ မှန်ထားတဲ့တော်ပို့ပြီးတော့ရတာတွေလည်းရှိကြပါတယ်ဗျာတဲ့ကောနုကောဗန္တိဟိတုကောပစ္စယောအဲ့ဒါအကြောင်းတရားကဘာကြောင့်ပါလဲမြတ်စွာဘုရားကဒီလိုလျှောက်တာအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဣရသာရိဗုဒ္ဓဧကေသောသမဏဝါဗျမဏဝါဥပသင်္ကမိတ်တဝါပဝရတိဣရသာရိဗုဒ္ဓဧကေသောသမဏဝါဗျမဏဝါဥပသင်္ကမိတ်တဝါပဝရတိဝရတုမံဗန္တိပစ္စယေနာ တချို့သောသမဏဗျမဏတွေကိုချင်းကပ်ပြီးတော့တချို့သောလူတွေကပင့်ကြတာဖိတ်ကြတာရှိတယ်တဲ့လျှောက်ထားကြတာရှိတယ်အရှင်ဘုရားတို့ပစ္စည်းလေးပါးနဲ့ပတ်သက်လာရင်တပည့်တော်ကိုမိန့်တော်မူပါဗျာလို့ဒီလိုလျှောက်တယ်ပေါ့သောရေနာဘဝရေတိတဏ္ဍရေတိတကယ်တမ်းအလူကံပုဂ္ဂိုလ်လာပြီးဟေးဆိုရင်မလှပဲနဲ့နေတာမျိုးပစ္စည်းဥစ္စာရှိတယ်ရှိပါလျက်ကနဲ့ तू မလှပြဘူးပေါ့ နောက်တကယောသမဏံပြမဏံဝအိညာဝပိဝနိဗ္ဗကံမုဒ္ဒဝါဒေနဝင်စေတိတံပရာဘာဝတောမူခံယောခြင်းပုဂ္ဂိုလ်သည်သမဏံဝသမဏကို၎င်းပြမဏံဝပြမဏကို၎င်းအိညာဝပိမိမိနှင့်လုံဖို့ကံဘက်တို့ကို၎င်းမိမိတဲ့အထက်မြင့်သူမိမိတဲ့နှိမ့်သူမိမိနဲ့တန်းတူဤသူတို့ရဲ့ပေါ်၌၎င်းဝနိဗ္ဗကံတဲ့ စင်ရသာသူတောင်းစားတို့သူဖုံးစားတို့ရဲ့အပေါ်၌လည်းကမူသာဝတိနဝင်စေတိမူသာဝရနှင့်လဲ့ပြားတယ်။တံပရာဘာဝတော်မူခံအဲ့ဒီလိုပြုလုပ်ခြင်းဟာပျက်စီးခြင်းရဲ့အကြောင်းပဲ။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောတယ်။တချို့ကြတော့ကိုယ်နဲ့လုဘောကင်ဘက်တွေပေါ်အဉ္ဉံဝါပိ။ဟာမိမိနဲ့လုဘောကင်ဘက်တွေရဲ့ပေါ်မိမိပေါ်အရင်ဒီထုတ်ပေးနေတဲ့လူတွေရဲ့ပေါ်မိမိရဲ့လက်အောက်ငယ်သားတွေရဲ့ပေါ် ဟာဒီလောက်ကျိုးမြတ်ရရင်ဒီလိုပေးမယ်ကွာဟာဒီခကြီးပြန်လာရင်ဒီလိုပေးမယ်ဟေးဒီရောင်းဝယ်ပြီးရင်ဒီလောက်ဒီလောက်မင်းတို့ငါပေါ့စုတွေချမယ်ဟေးဒါမျိုးတွေပြောပြီးတော့မုသာဝါဒေနဝင်စေတီတဲ့လှည့်ပြတာတကယ်တော့မပေးဘူးအဲ့တော့ပြိတ္တေဒီနည်းပြောရင်တော့သစ္စာမရှိဂတိမတီခြင်းဟာလည်းပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဤကဲ့သို့လှုပ်တော် ဤကဲ့သို့မအောင်မြင်ခြင်းရဲ့အကြောင်းရင်းပဲတဲ့ပျက်စီးခြင်းရဲ့အကြောင်းရင်းပဲလို့မြတ်စွာဘုရားကဒီလိုပြောတချို့တချို့သောပုံကိုယ်တွေကြတော့မိမိကပြောထားတယ်ပြောထားရင်ပြိသက်ပြောထားသလောက်မပေးဘူးပေါ့ဥပမာတရားပေးမယ်ပြောတာ90ပေးတထောင်ပေးမယ်ပြောတာရင်900ပေးတဝက်လောက်ပဲပေးတယ်သစ္စာဂရိကရှိတော့ရှိတယ်အပြည့်အဝမရှိဘူး အဲ့ဒီပုံကောမျိုးကြတော့လေပြိတ္တိဒီဘုရားလှုပ်လှုပ်တဲ့ခါမျိုးမှာတဲ့မြတ်တော်မြတ်တယ်တဲ့ပတာရိပ်ပါယောနာဟောတိညော်မှန်းထားသလောက်မရဘူးဖြစ်တာအဲ့ဒါကြောင့်ဝေးတဲ့မြတ်စွာဘုရားကတချို့တချို့သောပုံကောတွေကြတော့ပတာရိပ်ပါယောပတာရိပ်ပါယာဟောတိညော်မှန်းထားတဲ့အတိုင်းရကြတယ်ဘလို့ကြောက်လဲမေးရင်အကြောင်းကတော့ပြိတ္တိသစ္စာကတိကပေးမယ်ဆိုပေးကိုပေးတာလှူမယ်ဆိုလှူကိုလှူတာ ဒီအကျိုးမြတ်ငါဒီလိုရည်ရွယ်ပြီးတော့ဒီလိုပေးမယ်ဆိုရင်ပြိတဲ့ပြောထားတဲ့တန်ဂရိသစ္စာမဖြစ်ဖဲနဲ့ပေးတယ်တဲ့အဲ့ဒီပုံကိုယ်တွေကြတော့လဲမျောမှန်းထားတဲ့အတိုင်းအဲ့ဒါအကျိုးပေးတယ်ဟာတချို့ကြတော့လဲပြိတဲ့အစဉ်ပြေရင်ပြေသလိုဟာကိုယ့်ရဲ့လက်အောင်ငယ်သားဘောပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကျေးဇူးရှင်ကျေးဇူးကြီးတဲ့ပုံကိုယ်တွေပဲဖြစ်ဖြစ်ဟာသရတရားကပို့ရင်ပို့သလိုကိုပြိတဲ့တကလှူတာတန်းတာ ပေးတာကန်းတာပေါ့စုပေးတာဒါမျိုးတွေလုံလာတတ်တယ် အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကြတော့လေပြိတ္တိဖြစ်လျာဖြစ်လျာဘဝမှာဟာအယောင်းဝယ်လို့ရင်သူများတွေနဲ့ပြိတ္တိကြိုးစားအထုပ်ပုံချင်းတူတော်လဲပဲသူကအကျိုးပေးတာရာသည်တဲ့သူ့ရဲ့စေတနာသူ့ရဲ့တစ္ဆာသူ့ရဲ့မေတ္တာတွေကြောင့်ပဲတဲ့မြတ်စွာဘုရားကဒီလိုပြောတော်ကောင်းတို့တွေကြားဘူးလိမ့်မယ်ဧကတာတကပုံနာဧကတာတက ပုံနာဆင်းရဲလိုက်တာလင်မယားနှစ်ယောက်ပေါင်းမှာဆောင်းလေးတစ်ထဲ အပေါ်ယုံလေးတစ်ထည်ပဲရှိတရတော်ပြိတဲ့တခုသောညမြတ်စွာဘုရားတရားသွားနာတယ်နှစ်ယောက်မှတစ်ထည်ရှိတော့မျိုးသမီးအိမ်ထဲကမထွက်ရဘူးအိမ်ထဲတကားပိတ်နေကြရစာတရားနာရင်နာရင်နဲ့ပြိတဲ့ဘာလို့တော့မေးလို့တော့အဲ့ဒီအဝတ်ပိုင်းလေးကိုလှူခြင်းစိတ်ပေါက်တယ်ဟာလှူခြင်းစိတ်ပေါက်တဲ့အခါမှာဘာဖြစ်တော့မင်းအိမ်ရမျိုးသမီးသွားသတိရတယ်ငါကမျိုးသားမို့ အပေါ်ကအင်ကြီးမှာပါပဲအပြင်ထွက်လို့ရတယ်မြို့သမီးဒုက္ခရောက်မယ်ဆိုမလှပြေဟာလှမယ်မလှဘူးလှမယ်မလှဘူးနဲ့တညာလုံးပြိတဲ့ပထမယံကုန်တယ်ဒုတိယယံကုန်တယ်နောက်ဆုံးပစ္စည်းမယံကြမှာဟာလှမယ်ဆိုပြီးတော့ပြိတဲ့ဇရာတရားကနိုင်ပြီးတော့ထပြီးတော့လှလိုက်တာလှပြီးတော့ဇိတံမေဇိတံမေငါအောင်ပြီငါအောင်ပြီဆိုပြီးတော့អော်လိုက်တာကောသလဘရင်ကဘာរីအောင်တာလဲလို့မေးလိုက်တော့ အဝတ်ပိုင်းလေးတစ်ပိုင်းလင်မယားနှစ်ယောက်ပေါ့မှာတထည်ရှိတာအဲ့ဒါလေးလူပြစ်လွန်းလို့ကျုပ်အောင်မီအောင်မီလို့អော်တာပါဟာတကယ်အောင်နိုင်သူအစ်စ်ပဲဆိုပြီးတော့အဲ့ဒါဘာလို့တလဲမရင်သူတော်ကောင်းတို့တွေဘယင်ကအဲ့ဒါနောက်ထပ်နှစ်ထည်စုချတယ်တရာတရားကရန်တန်လို့မရတော့အဲ့ဒီနှစ်ထည်သလုံးလူပြစ်တယ်နောက်ထပ်၄၀စုချ၄၀သလုံးလူရစ်တယ်စုချ ရှစ်ထဲသလုံးလှူတယ်နောက်ထပ်ပြည့်32ထဲလှူကြတယ်နှစ်ထဲခြံထားပြီးအထဲ30လှူတယ်တဲ့မျော်မှန်းထားတာတဲ့ပို့ထားသည့်ပြည့်တဲ့ဘာလဲမေးလိုက်တော့သရာတရားနဲ့ပြည့်တဲ့သူ့ရဲ့ရက်တန်းလို့မရတဲ့သရာတရားအဲ့ဒီသရာတရားရဲ့အရှင်ကြောင့်ပြည့်တဲ့ဒါနည်းနည်းလေးလှူတော်လဲပဲအများကြီးကျိုးပေးတာပရာရိပ္ပာယရည်မှန်းထားတာတဲ့ပို့ပြီးတော့ရတယ်ဆိုတာတဲ့ပြည့်တဲ့ အဲ့ဒီလိုအကြောင်းတရားတွေကြောင်းလို့မြတ်စွာဘုရားကဟောပါတယ်ဗျာအဲ့ဒါကြောင့်တရားချစ်ခင်သတော်စင်များတခါတခါအလုတ်လုတ်တဲ့အခါကိုမှန်းထားတာလောက်မရဘူးမှန်းထားရတဲ့ပြက်တောင်းပြက်စီးသွားစေတယ်ဆိုရင်အကြောင်းကဘာလဲမေးရင်အာဟိုဘဝကမုတာဝါဒေန ဝင်စေတီတဲ့သူတစ်ဖက်သားကို ကိုကမုတာဝါဒနဲ့လှည့်ပြားခဲ့တာရှိရင်တနည်းအားဖြင့်ပြောရင်သစ္စာဂတိမတိခဲ့ဘူးဆိုရင်အဲ့ဒါမျိုးဟာပျက်စီးခြင်းရဲ့အကြောင်းတစ်ခုပါပဲ ဟာနောက်တက်ကပြိတဲ့ကိုကပင့်ထားတယ်အဂရီပေးထားတယ်ဆိုပေးထားတဲ့ဂရီအတိုင်းလှုပ်တော့လှုပ်တယ်ဒါပေမဲ့လို့ပြိတဲ့ယော်ကွာဒီလောက်ဆိုကျင်းတ်တော့ပေါ့ဆိုပြီးတော့ပြိတဲ့ပြောထားတာကတရားပေးမဲ့လို့90လောက်နဲ့ပြိတဲ့ပေးပလိုက်တာမျိုးတွေရှိတယ်ဟိုကကိုအောင်လက်အောင်ငယ်သားဆိုတော့လည်းမပြောရကိုတဲ့ကြီးတဲ့ပုဂ္ဂိုလ်ကလည်းအော်ဒီကောင်ကွာဒီလောက်လေးနဲ့ငှအောင်လို့ဆိုပြီးတော့အဲ့ဒါနဲ့နောက်ပြိတဲ့တိုင်းပစ်ထားလိုက်တာရှိတယ် အဲ့ဒါမျိုးတွေကြကျိုးပြီးတဲ့ခံမာတရားပြတာပြီးတဲ့ရီမှန်းထားလိုက်တယ်မဖြစ်ဘူးတဲ့ပေးတော့ပေးတယ်တဝက်လောက်လာပေးတာမျိုးပေါ့ဟာတချို့တချို့ကြတော့လည်းပြီးတဲ့ဘာဖြစ်တော့မေးလိုက်တော့ပြောထားရင်ပြောထားတဲ့အတိုင်းပဲပြီးတဲ့အဲ့ဒါပေးတယ်မဖြစ်ဖြစ်အောင်ပေးတယ်မရရအောင်လုပ်ပေးတယ်အဲ့ဒါမျိုးကြကျိုးပြီးတော့လည်းပြီးတဲ့ရီမှန်းထားတဲ့အတိုင်းဖြစ်တယ်ဟာတချို့ကြတော့လည်းပြီးတဲ့စောစောကဧကတာရကတို့ကြီးရာတရားကတထဲတည်းရှိတာ အထေတွေအများကြီးရှိလို့တထေလှူတာနဲ့တထေတဲ့ရှိလို့တထေလှူတာမတူဘူးနော်သဒ္ဓတရားကအဲ့ဒီလောက်ထီအောင်အားကောင်းတော့ပြိသိအကျိုးပေးတဲ့ခါကြတော့လေရီမှန်းထားတာတဲ့ပို့ပြီးတော့အကျိုးပေးပါလေအဲ့ဒါကြောင့်တရားရှိခင်းသတော်စင်များအရှင်သာရိပုတ္တရာကိုရောမြတ်ကြီးမေးလျှောက်၍မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမိန့်ကြားတဲ့ဤဝိနိစ္စတုတ်ကိုကြားနာရပြီးတော့မှမိမိတို့တွေလည်းပဲမိမိတို့ရီမှန်းထားတဲ့ဘဝတည်ဥတော်ထက်စခန်းမိမိတို့ရီမှန်းထားရင်ရီမှန်းထားသည့်အတိုင်း ရည်မှန်းထားတဲ့ပို့ပြီးတော့ခရီးရောက်ပေါင်းပြောင်းနိုင်သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာနိဂုံးကမ္ဘာဖုံးကြပါစို့ဤမန္ဓမ္မဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်နာကြားနာရပြီးတော့မှတုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သရောကောင်းပေါင်းတို့မှာဒုံမဲ့ကံလမ်းမနီမာခရီးမာကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနီမာခရီးမှန်ကို ဥစုံဖြောင်းပြောင်းမတ်မတ်ယန္တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေဂုံတရီ